ဟယ်လိုအားလုံးပဲမောင်းနေပါဗျမင်္ဂလာနဲ့နှခင်းလေးပါဆိုတော့ကျွန်တော်တို့ဒါကြားရမှာပေါ့နော်ပေါ်ထူးနေ့မနှက်ပိုင်းရဲ့ဂျာတာပရီမနှက်ရဲ့မှာပေါ့နော်ကစားခဲ့တယ်ဒါချန်ပီယံလိ16တင်းရှုပ်ထွက်ပေါ့နော်ဒါဒီအဆင့်နေမှာဆိုလို့ရှိရင်တော့အဲကစားခဲ့တဲ့ပွဲစဉ်တွေရဲ့ရလက်တွေကဒီနေ့မနှက်မှာဆိုလို့ရှိရင်ပေါ့နော်ဒါပြီးဆုံးသွားခဲ့ပြီးတော့နိုင်ရအနိုင်ရရှိတဲ့အသင်းတွေကလည်းလုံးဝပေါ်ထွက်လာပြီဆိုတော့ဒီအသင်းတွေကတော့ချန်ပီယံလိရဲ့ ဒါပြန်ဆိုင်မှုပြင်းထန်တယ်ပေါ့နော် quarter final အဆင့်ကိုအရောက်ရှိလာပြီလေဖြစ်ပါတယ်ဆိုတော့ဘယ်အသင်းတွေက quarter final အဆင့်ကိုတက်ရောက်လာပြီတော့ပေါ့နော်အဘယ်လိုမျိုးအသင်းတွေ ਨੇ ထိတိုက်တွေးဆုံနေလဲဆိုတဲ့အကြောင်းအရာလေးကိုပေါ့နော်အပြောပြပေးချင်တာပေါ့အဓိကတော့ဒါ Champion League quarter final မှာတွေးဆုံနေတဲ့အသင်းတွေအကြောင်းလေးတွေကိုပြောပြပေးချင်တာပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ဒါဘောဖူးနီမနက်မှာကစားခဲ့တဲ့ပွဲစဉ်တွေရဲ့ အကြောင်းလေးကိုကျွန်တော်တစ်ချက်ကြည့်အောင်ပေါ့နော်ဘော်ဒူးမွန်းမနက်မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်နော်ဘာစီလိုနာနဲ့ဒါဘင်ဖီကာရဲ့ပွဲစဉ်မှာဆိုဘာစီလိုနာအသင်းကဒါဘင်ဖီကာအသင်းကို3-1ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိပြီးတော့ဒါနှစ်ကျော်ပေါင်း4-1ဆိုတဲ့ရလဒ်နဲ့အဲ quarter final ကိုတက်ရောက်သွားပြီပေါ့နော်ဒါလာလီဂါရဲ့အသင်းကြီးဖြစ်တဲ့ဘာစီလိုနာတင်းရတဲ့ quarter final ကိုတက်ရောက်သွားပြီ။နောက်ထပ်ကတော့ Leverkusen နဲ့ Bayern Munich ပေါ့နော်။ German Bundesliga နှစ်သင်းတွစ်ဆုံနေတဲ့ပွဲစဉ်မှာတော့ Bayern Munich ကဒါ2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိပြီးတော့ပေါ့နော်။မနေ့ကအနိုင်ရရှိပြီးတော့နှစ်ကျော်ပေါင်း ငါးခုခုမရှိဘူးเนาะ 5G ဆိုရရလန်နဲ့ Bayern Munich တင်းရလေအချန်ပီယံလိကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်သွားတယ်ပေါ့နော်နောက်ထပ်ကတော့ Inter Milan နဲ့အာ Feyenoord အတင်းပေါ့နော်ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်း Inter Milan အတင်းကဒါ2-1နဲ့ဒုတိယအကြိမ်မှာအနိုင်ရရှိပြီးတော့နှစ်ကြောပေါင်းတာ4-1ဆိုရရလန်နဲ့ Inter Milan အတင်းကဒါ quarter final အဆင့်ကိုတက်ရောက်သွားပြီလေဖြစ်ပါတယ်နောက်ထပ်ကတော့အာကျွန်တော် Liverpool အတင်းနဲ့ပေါ့နော် PSG အတင်းနဲ့ပွဲစဉ်ပေါ့နော်အလုံးသိကြတဲ့အတိုင်းပဲအာဒါ Liverpool အတင်းကအင်္ဂလန် Anfield မှာဒုတိယအကြိမ်မှာ PSG ကို1-0နဲ့ရှုံးတယ်နှစ်ကြောပေါင်း1-1 အဲဆိုတဲ့ခါကျတော့ပနယ်တီကန်တဲ့အနေထားမှာတော့လီဗာပူးသင်းဟန်တာ2-5ဆိုတဲ့ရလဒ်မျိုးနဲ့ PSG ကိုအဲရှုံးနေခဲ့ရတာမျိုးရှိရပေါ့နော်ဒါဝင်နက်စ်ပနယ်တီလွဲခဲ့တာမျိုးရှိသူကတ်တချုံပနယ်တီလွဲခဲ့တယ်ပေါ့နော်ဒါကြောင့် PSG အတင်းကတော့ဒါ quarter final အဆင့်ကိုတက်ရောက်သွားတယ်ဆိုတော့ဒီနေ့မနက်မှာရှင်ပြိုင်ကစားခဲ့တယ်ပေါ့နော်ဒါ Legend Champion League ပွဲစဉ်၄ပွဲမှာဆိုလို့ရှိရင်လည်း ဒါ likely အတင်းနဲ့ dot mode အတင်းရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ dot mode အတင်းကဒုတိယအကြုံမှာ2-1ဆိုတဲ့ရလဒ်မျိုးနဲ့နိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်နှစ်ကြောပေါင်းဒါ3-2ဆိုတဲ့ရလဒ်နဲ့ပေါ့နော် dot mode အတင်းကတော့နောက်တစ်ဆင့်ကိုတက်ရောက်သွားပြီနောက်ထပ်ကတော့ Arsenal နဲ့ PSV အသင်းပေါ့နော်ဒီပွဲစဉ်မှာလည်း Arsenal ကဒါဒုတိယကြောမှာအင်္ဂွေ Emery မှာ2-2ဆိုရရလက်မျိုးထွက်ခဲ့တယ်ပထမကြောကဒါ7-1နဲ့နိုင်လာတာဖြစ်တဲ့အတွက်ပေါ့တော့ဒါ9-3ဆိုရရလက်နဲ့ Arsenal ကတော့ quarter final အဆင့်ကိုတက်ရောက်သွားပြီလည်းဖြစ်ပါတယ်နောက်ထပ် Premier League ကလပ်အသင်းတစ်သင်းဖြစ်တယ်ပေါ့နော် Aston Villa အသင်း Aston Villa အသင်းကလည်း Club Brugge ကိုပေါ့နော်တရကြောမှာအင်္ဂွေ Villa ပေါ့မှာ3-0ဆိုရရလက်နဲ့အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်နှစ်ကြောပေါင်း ဒါ sit 1ဆိုရရလက်နေပေါ့နော် quarter final ကိုတက်ရောက်သွားပြီဆိုတော့ဒီနေရာမှာတော့နီးပြကြီး online amri ရဲ့ aston villa အသင်းကိုတော့ချီးကျူးခြင်းပါတယ်ဆိုတော့ပြည်ရရာဒီကပြည်ရရာဒီမဟုတ်ရှေ့တစ်နှစ်ကပေါ့နော် aston villa အသင်းနေနေရတော့ဒါတန်းစင်းစုံထဲမှာတော့ရုန်းကန်နေရတဲ့အနေအထားလေးကနေပြီးတော့ဒါနီးပြကြီး online amri ကိုခန့်အပ်ခဲ့တယ်ခန့်အပ်ခဲ့ပြီးတဲ့ရာဒီမှာပဲဒါ champion league ဝင်ခွင့်ရရှိခဲ့တယ်ဆိုတော့ champion league ဝင်ခွင့်ရရှိခဲ့တဲ့ဒီရာဒီမှာလည်း ူအနေနဲ့ပေါ့နော်မထင်မထားတဲ့ရလဒ်မျိုးတွေကိုစွန့်ဆောင်ပေးထားတယ်ဒါဗီလာပြိုင်သက်တွေအတွက်ကတော့ဝမ်းသာစရာလက်ရှိမှာဆိုရင်အက်စတိုဗီလာတင်းရပေါ့နော်ဒါချန်ပီယံလိကွာတာဖိုင်နယ်အဆင့်ကိုတော့တက်ရောက်သွားနိုင်ခဲ့ပြီဒါအင်္ဂလန်ပရီးမီးယားလိရဲ့ဒါဂုံဆောင်ပေါ့နော်အင်္ဂလန်ကလပ်နှစ်သင်းပေါ့အာဆင်နယ်နဲ့အက်စတိုဗီလာတင်းရတော့ကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်သွားပြီပေါ့နော်ဆိုတော့ဗီလာအသင်းအနေနဲ့ကလည်းလက်ရှိဒါစောင့်ရတဲ့ဈေးကွက်မှာ အငှားကစားသမားတွေခေါ်ထားတာပေါ့နော်အဆန်စီယိုတို့ရက်ဖို့တို့ခေါ်ထားတာဖြစ်တဲ့အတွက်ကိုလာမယ့် Champion League Quarter Final အဆင့်နေမှာလေဘယ်လိုမျိုးအံ့ဩလောက်เสียရလက်တည်နေပေါ့နော်ဒါဘယ်လောက်ထိအမြင့်ပြန်တန်းနိုင်မလဲဒါဒီပြ Unai Emery အနေနဲ့ဘယ်လောက်ထိဦးဆောင်နိုင်မလဲဆိုတော့လေကျွန်တော်ဆက်ပြီးတော့စိတ်ဝင်စားဖို့စောင့်ကြည့်ရမှာလေဖြစ်ပါတယ်နောက်ထပ်ကတော့ကျွန်တော်ဒါ Atletico Madrid နဲ့ Real Madrid အသင်းရဲ့ပွဲစဉ်ပေါ့နော် La Liga အသင်းကြီးနှစ်သင်းတွေ့ဆုံနေတဲ့ပွဲစဉ်မှာတော့ဒုတိယကြော့မှာ Tico ကတော့1-0နဲ့နိုင်ခဲ့တယ်ပထမကြော့ကဒါ Real Madrid အသင်းက ဒါ2-1ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက် penalty ဆက်ကံပြီးတော့ penalty မှာတော့ဒီ4-6ဆိုတဲ့ရလဒ်မျိုးနဲ့ Real Madrid အသင်းကိုရှုံးနိမ့်သွားခဲ့တယ်ဆိုတော့ Real Madrid အသင်းကတော့ပြောနေစရာမလိုလောက်အောင် Champion League ရဲ့ဒါဘယ်လိုပြောမလဲအောင်မြင်ဆုံး class ဆိုတဲ့အတိုင်းပဲပေါ့နော်ဒီအဆင့်ကိုတော့အများအားဖြတ်ကျော်နေကြဖြစ်တဲ့အတွက်တော်ဝင် Real Madrid အသင်းကတော့ quarter final အဆင့်ကိုတက်ရောက်သွားပြီလေဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော် quarter final အဆင့်မှာပေါ့နော်ဒါဘယ်အသင်းတွေတွေ့ဆုံနေလဲဆိုတဲ့ဟာလေးကျွန်တော်ဆက်ပြီးတော့တွေးလိုက်ကြရအောင်ပေါ့နော် ဆိုတော့ quarter final နဲ့အဆင့်ကိုတက်ရောက်လာတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်တော့ဒါ Premier League club အသင်း2သင်းပါဝင်တယ် La Liga club 2သင်းဖြစ်တယ်ပေါ့နော် Barcelona နဲ့ Real Madrid ပါဝင်တယ်လို့ Bundesliga club ဖြစ်တဲ့ club 2သင်းဖြစ်တယ်ပေါ့နော်ဒါ Bayern Munich နဲ့ Dortmund အသင်းတို့ပါဝင်နေတယ်နောက်ထပ်ကတော့ဒါပြင်သစ် club ပေါ့နော် Ligue 1 club PSG အသင်းပါဝင်နေတယ်လို့ Serie A ကတော့ Inter Milan အသင်း2သင်းပါဝင်နေတယ်ပေါ့နော်ဆိုတော့အဲကျွန်တော်အမြဲတမ်းကြည့်နေကြပါဘောเนาะ Champion League final မှာအဲဘယ်လိုမျိုးအသင်းတွေပေါ့เนาะပြန်ပြီးတော့စုံတွေးကြမလဲ အဲစိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော်တနိုင်ငံနဲ့ကလပ်တွေအာပြန်ပြီးတော့စုံတွေ့မလားပေါ့နော်စိတ်ဝင်စားဖို့တော့ကောင်းလေ Okay ဆိုတော့ကျွန်တော်တို့ဒါ quarter final ပေါ့နော်လက်ရှိတွေ့ဆုံနေတဲ့အသင်းတွေကိုကျွန်တော်အရင်ဆုံးပြောပြပေးခြင်းနေပေါ့နော်ပမာအဆုံးနေနေကတော့ဒါ Arsenal အသင်းကတော့ Real Madrid အသင်းနဲ့တွေ့ဆုံနေတာဖြစ်တယ်အာပြီးတော့ PSG ကတော့ Aston Villa အသင်းနဲ့ quarter final အဆင့်မှာတွေ့ဆုံနေတယ်ပေါ့နော်ပြီးရင်ဒါ Barcelona အသင်းနဲ့ Dortmund အသင်းတို့ကတွေ့ဆုံနေတယ်ပြီးရင် Bayern Munich အသင်းနဲ့ Inter Milan အသင်းတို့ကတော့တွေ့ဆုံနေတယ်ဆိုတော့ quarter final အဆင့်ရောက်လာပြီဖြစ်တဲ့အတွက်ကို ချန်ပီယံလိရဲ့တန်ပိုကအမြင့်ဆုံးရောက်လာပြီးတော့ဒါပြိသက်တွေရေပေါ့နော်အာယုံဖန်ဆားနိုင်တဲ့ပွဲစဉ်တွေကြီးပဲပေါ့နော်ဒီထဲမှာပြောစရာရှိတဲ့ပွဲစဉ်ကတော့ဒါ Paris Saint-Germain ကတော့ Aston Villa အတင်းနဲ့တွေ့ဆုံနေတာဖြစ်တဲ့တော့ဒါချောင်လဲလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ Villa ကို short တွက်လို့တော့မရဘူးတစ်ဖက်က Arsenal ကတော့ဒါ Real Madrid နဲ့သွားတွေ့နေတာကတော့ပြိသက်တွေအတွက်ပေါ့နော်စိတ်ဝင်စားမှုအကောင်းဆုံးပွဲစဉ်ဖြစ်လာလိမ့်မယ်ပေါ့နော် Quarter Final မှာတစ်ဖက်မှာကလည်းဒါ Barcelona နဲ့ Dortmund အတင်းနဲ့သွားတွေ့နေတယ်လို့ပေါ့နော်ပြီးတော့ Bayern Munich နဲ့ Inter Milan ပွဲစဉ်တွေကလည်း စိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော်အဲ့ဒီနေရာမှာအာဆနယ်အသင်းအနေနဲ့ပေါ့နော်သူတို့အသင်းရဲ့ပထမဦးဆုံးချန်ပီယံလိဖလားကြီးကိုဒီရာဒီမှာရရှိဖို့တော့ကြော်ဖြတ်ရမယ့်အသင်းကတော့ချန်ပီယံလိရဲ့အအောင်မြင်ဆုံးကလပ်ရီယယ်မက်ဒရစ်ဖြစ်နေတာကတော့အဲတော်လေးတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော်ဆိုတော့ဘယ်အသင်းတွေကဒါ semi final ကိုတက်ရောက်သွားမလဲပေါ့နော်စိတ်ဝင်စားဖို့ကောင်းတယ် so champion league quarter final ပွဲစဉ်တွေကိုတော့ကျွန်တော် april လဒါ9ရက်နေ့မှာပထမအကြိမ်အဖြစ် ကစားသွားကြမှာဖြစ်တယ်ဆိုတော့အဲ့ဒီပွဲစဉ်တွေထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ရှေ့ရပြောလို့ပေါ့နော်ပထမအကြော့အဖြစ်ကတော့အာဆင်နယ်အသင်းကတော့အင်္ဂွေအမရိမှာဒါရီယယ်မက်ဒရစ်အသင်းကိုအဲ့ခံပြီးတော့ရှင်ပြိုင်ကစားရမှာဖြစ်တယ်လို့ဘာစီလိုနာအသင်းကလည်းအင်္ဂွေမှာဒေါ်မွန်အသင်းကိုအဲ့ခံပြီးတော့ရှင်ပြိုင်ကစားရမှာလည်းဖြစ်တယ်အတစ်ဖက်မှာဘိုင်မြူနစ်အသင်းကတော့အင်တာမီလန်အသင်းကိုဂျာမန်ကြီးမှာအဲ့ခံပြီးတော့ရှင်ပြိုင်ကစားရမှာဖြစ်တယ်လို့ပရစ်စိတ်ဂျမင်းကတော့ပြင်သစ်မြင်မှာ ဒါ SNV လာတင်းကိုအဲခံပြီးတော့ရှင်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်ဒုတိယကျောပွဲစဉ်တွေကိုတော့ဒါ April လ16ရက်နေ့မှာရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်ကဲဆိုတော့အဲ quarter final မှာတွေ့ဆုံနေရေပေါ့နော်ပွဲစဉ်တွေအပေါ်မှာဒါပြိသက်တွေအနေနဲ့ပေါ့နော်ဘယ်လိုမျိုးမြင်လဲဗျဘယ်တင်းတွေက semi final အဆင့်ကိုတက်ရောက်သွားမလဲဆိုတာလေးလေ common box မှာဝင်ညှပ်ပေးသွားကြကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ